ိုကိုကျုံးမှာ2014ခုနှစ်ကစတင်ပြီးမြန်မာစစ်တပ်ကစစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုတိုးချဲ့ဆောက်လုပ်နေတာဖြစ်ပါတယ်။ဒါဟာအိန္ဒိယကိုစောက်ကြည့်ဖို့တရုတ်နဲ့ပူးပေါင်းလှုပ်ဆောင်နေတာလို့အိန္ဒိယကတန်တရားရှိနေပြီးကိုကိုကျုံးကိုသွားရောက်ကြည့်ရှုခွင့်ပေးဖို့တောင်းဆိုနေပါတယ်။ကိုကိုကျုံးမှာတိုးချဲ့တည်ဆောက်နေတဲ့စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကဘာတွေဖြစ်မလဲ?ကွန်မြူနီကဆက်ပြောပြပေးပါမယ်ရှင်။ကိုကိုကျုံးဟာအိန္ဒိယရဲ့အရေးကြီးဆုံးစီရေးအခြေစိုက်စခန်းတွေနဲ့လွန်နီးကတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ အိန္ဒိယရဲ့ဒုံးကျည်စမ်းသပ်ပစ်လို့ရေးစကန်ဖြစ်တဲ့ဘလဆောနဲ့နျူကလ িয়ার တိုက်ခိုက်ရေးရင်ခုန်သင်္ဘောအခြေစိုက်စခန်းတွေရမ်ဘလီတို့ရဲ့လှုပ်ရှားမှုတွေကိုတရုတ်နိုင်ငံကကိုကိုကျွန်းပေါ်ကနေစောင့်ကြည့်ထောက်လန်းနေမှာကိုအိန္ဒိယကအဓိကစိုးရင်နေပါတယ်မြန်မာစစ်ကော်မရှင်ကတော့ကိုကိုကျွန်းမှာတရုတ်နိုင်ငံသားတူးမမရှိကြောင်းအိန္ဒိယဆိုအကိုအာမခံပြောကြားထားပါတယ်ဒါပေမဲ့အိန္ဒိယရေတပ်ကကျွန်းကိုတွားရောက်စစ်ဆေးခွင့်ပြုဖို့တောင်းဆိုထားတာကိုတော့နေပြီးတော့ဘက်ကတစုံတရာအကြောင်းပြန်ကြားခြင်းမရှိတာကြောင့် အိန္ဒိယဘက်ကစိုးရိမ်နေပါတယ်အိန္ဒိယကစိုးရိမ်နေတဲ့ဒီကျွန်းမှာမြန်မာစစ်တပ်ကဘလို့စာအုပ်တွေလုပ်နေလဲကြီးကြရအောင်ပါဒီကျွန်းမှာစာအုပ်တို့ရဲ့ဆောက်လုပ်တာတွေကို2014ခရေကစတင်လှုပ်ဆောင်လာပါပါပထမဆုံးအနေနဲ့ထောက်လိုင်းရေဒါဖြစ်တဲ့ဒီကျောင်းရင်ကောက်ွယ်ရေဒါစကန်ကို2014ခုနှစ်မှာစောက်လုပ်ခဲ့တာကိုတွေ့ရပါတယ်2018ခုနှစ်ထဲမှာတော့စစ်တီတွေနေထိုင်တဲ့အဆောင်တွေကိုတိုးချဲဆောက်လုပ်ခဲ့ပါတယ်။2019မှာတော့လင်းပြေးလန်းတွေနဲ့လင်းရန်နာတဲ့အဆောင်တွေကိုတိုးချဲခဲ့ပါတယ 2020ဒီဇင်ဘာရောက်တဲ့အခါမှာတော့ကိုကူကျွန်းနဲ့ဂျယ်ရီကျွန်းကိုဆက်သွယ်မယ်ကုန်းလန်တရာတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။အဲဒီနောက်ဂျယ်ရီကျွန်းရဲ့တောင်ပဆုံကုန်းမြေထိလမ်းဖောက်ပြီးတော့စာအုပ်တွေစာလုပ်ဖို့ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ဒါဟာအိန္ဒိယကကျွန်းနေနဲ့ပိုပြီးနှီးကပ်တဲ့အထိချင်းကပ်လာတာဖြစ်ပါတယ်။နှင်းအနေငယ်တွင်စစ်ဘက်ဆိုင်ရာအဆောက်အုံတွေလင်းလင်းမြန်မြန်တိုးချဲ့လာခဲ့တာကြောင့်အိန္ဒိယကပိုပြီးစိုးရိမ်လာနေတာဖြစ်ပါတယ်။ဒါ့ပြင်မြန်မာစစ်တပ်ကတော့ဒီလိုတိုးချဲ့တိစောက်မှုတွေမှာ 有保万不在前面起交，开嘛年数你把嘞？